အရင်ရက်တုန်းကကျွန်တော်ရှောင်းဝမ်းတို့ကောင်းကင်ရေတိုင်းမဟာမိတ်တီထောင်ချင်းဆိုတဲ့ဗီဒီယိုတစ်ပုဒ်တင်ခဲ့တယ်။အဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်ကိုအမေးအများဆုံးမေးခွန်းတစ်ခုကိုကျွန်တော်ဒီနေ့ reply လုပ်ပေးသွားပါမယ်။ကောင်းကင်ရေတိုင်းမဟာမိတ်ဖက်တွေမှာငကားကျွန်းကဘာလို့မပါဝင်လာခဲ့တာလဲ။ဗီဒီယိုလေးမဆခင်မှာဒီဗီဒီယိုကို Facebook ကနေကြည့်နေရဆိုရင်တော့ကျွန်တော်ရဲ့ Facebook page လေးကို follow လုပ်ခဲ့ပေးဖို့နဲ့ဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။ဒါဆိုရင်တော့ intro ကနည်းနည်းတော့ရှင်းလျားသွားပြီ။ ဒါဆိုရင်အဓိကအကြောင်းအရာစီသွားလိုက်အောင်ဒီဗီဒီယိုမှာငကားကျွန်းဝမဟာမိတ်ထဲဘာလို့မပါဝင်လာလဲဆိုတာကိုမပြောခင်မှာကျွန်တော်ဒီ comment လေးကိုအရင်ဖတ်ပြပေးတင်ပါတယ်မရှိနာတဲ့ရှေးရောင်းကလန်၈ခုထဲမှာမပါဝင်တဲ့ဇီရန်တို့နဲ့ကြတော့ဘာလို့မဟာမိတ်မဖွဲတာလဲပေါ့စီးတောင်းဆောင်လေလို့မာနာကြီးလို့လားတဲ့ဟုန်ကလန်လောက်ကိုချိန်မုံမှုအတွက်မဟာမိတ်ကိုမလိုတာမျိုးလားတဲ့ဘတ်တဲ့ဟုန်ထျန်တီးလို့ဂေါ်လေပဲရှိလို့လားတဲ့ဇီရန်တို့စီမာလေးတဲ့ဒါမှမဟုတ်ရန်ညိုးပတ်သက်မှုမရှိလို့များလားတဲ့ဒီ comment လေးကိုကျွန်တော်အဓိကထားပြီးတော့ reply လုပ်ပေးသွားပါမယ် အရင်ဆုံးပြောချင်တာကငကားကျွန်းကမဟာမိတ်ထဲမှာမပါဝင်လာမှာမဟုတ်ပါဘူးနောက်ပိုင်းမှာပါဝင်လာမှာပါဒါပေမဲ့အဲ့လိုပါဝင်လာဖို့အတွက်လက်ရှိမှာမပါရတဲ့အကြောင်းရင်းကိုငကားကျွန်းရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေကိုစပြီးတော့ပြပြပေးသွားပါမယ်ဒီဗီဒီယိုမှာကျွန်တော်တခါတည်းငကားကျွန်းရဲ့အင်အားစုအကြောင်းပါ အသေးစိတ်ပြောပြပေးသွားပါမယ်။အရင်ဆုံးအနေနဲ့ဆိုရင်ငကားကျွန်းကြီးကလက်ရှိအချိန်မှာ၄ပိုင်းကွဲနေတာအလုံးကလည်းအသိပါ။အဲ့၄ပိုင်းကွဲနေတဲ့ပုံမှာငကားကျွန်းကသူတို့ဘာသာသူတို့နော်မှာပဏိပခါတွေဖြစ်ပြီးအတွင်းစစ်ဖြစ်နေကြပါတယ်။ အဲ့လိုအတွင်းစေးဖြစ်နေတဲ့အခြေအနေကြောင့်ပဲလီဟာနဲ့အုပ်စိုးသူငကားမျိုးနယ်စုဟာသူတို့မျိုးနယ်စုတစ်ခုလုံးကိုချိတ်ပိတ်ထားခဲ့ပြီးလီဟာနဲ့အုပ်စိုးသူငကားမျိုးနယ်စုဟာအလဲပိုင်းကုမ္ပဏီကနေပျောက်ကွယ်နေရတော့မှနှစ်ပေါင်းထောင်ထဲချီပြီးတော့ကြာမြင့်နေခဲ့တာပါလက်ရှိမှာငကားအင်ပါကြီးကလည်းပျောက်ဆုံးနေပါတယ်ငကားအင်ပါကြီးရဲ့အစွမ်းနေပြီးတော့ပဲကျွန်တော်အရင်ဆုံးစပြောပြပေးသွားပါမယ်ငကားအင်ပါကြီးရဲ့အစွမ်းကျဲကိုးပွင့်အထွန်ထိပ်တိုင်းသူတော်စင်မှာဟုတ်ပါတယ်ကျဲကိုးပွင့်အထွန်ထိပ်တိုင်းသူတော်စင်မှာသူကကျင်ရန်ရဲ့အဖေဆိုရင်လည်းဟုတ်ပါတယ် ဒါပေမဲ့လက်ရှိအချိန်ကြီးမှာသူကပျောက်ဆုံးနေရကြောင်းငကားကျွန်းကြီးရ၄ဘိုင်းကွဲသွားပါတယ်။ငကားကျွန်းကြီးမှာသူကမရှိတော့တဲ့အချိန်မှာတော်ဝင်သွေးမျိုးပါဝင်တဲ့ငကားဖြစ်ရင်နေရာပုံကံမှုတွေကိုလုပ်ခဲ့ကြပါတယ်။သူတို့ကကိုပိုင်မျိုးနဲ့စုကိုတီထောင်ပြီးတော့ငကားကျွန်းကြီးရ၄ဘိုင်းကွဲသွားပါတယ်။အဲ့ဒီမှာအရှိအနောက်တောင်မြောက်ဆိုပြီးတော့၄ဘိုင်းကွဲသွားတာပါ။အရှိဘိုင်းကတော့ငကားအင်ပါဂျီဟူတာတစ္ဆာခံတဲ့အင်အားစုဖြစ်ပြီးတောင်မြောက်အနောက်ဘက်ငကားကျွန်းနေရာတော့သူတို့ကတော်ဝင်သွေးပါတဲ့ငကားပြည်နေစီမှာသာတစ္ဆာခံကြပါတယ်။ ဒီလိုနဲ့ရလဲအနေနဲ့ငကားကျွန်းကြီးကလေးပိုင်းကွဲသွားတာပါအားလုံးရဲ့အဓိကအကြောင်းရင်းကတော့ငကားအင်ပါယာကြီးကငကားကျွန်းမှာမရှိရတော့တဲ့အကြောင်းရင်းကြောက်ပါငကားအင်ပါယာကြီးကလက်ရှိမှာဘယ်လိုရောက်နေလဲဆိုတာကိုလည်းနောက်ပိုင်းမှာကျွန်တော်ထည့်သွင်းပြီးတော့ပြပြပေးသွားပါမယ်အဲ့လိုမျိုးငကားကျွန်းကြီးကလေးပိုင်းကွဲသွားတဲ့အချိန်မှာနဂါအင်ပါယာရဲ့သွေးမျိုးဆက်ဖြစ်တဲ့ဇီယန်ကပုတ်ပေါလာမှုကိုနဂါအဖြစ်နေရလက်မခံကြပါဘူးသူတို့ကသူတို့ရဲ့ကိုပိုင်အင်အားစုကိုတီထောင်ပြီးသူတို့ကကိုပိုင်ဘင်းတပားလို့ပြုမှုနေထိုင်နေကြပါတယ်ဒါကြောင့်မလို့ဇီယန်ရဲ့ပုတ်ပေါလာမှုကိုသူတို့ကလုံးဝလက်မခံကြပါဘူး ဒါကြောင့်သူတို့ကဇီယန်းစီမှာအညံ့မခံပဲပုံကံမှုကိုလုံနေတာပါပုံကံမှုကိုလုံနေတဲ့အခြေအနေမျိုးမှာငကားကျွင်းရင်တုံးကူကပူပေါင်းပြီးတော့အရှိပိုင်းငကားကျွင်းနဲ့ပဏိပခါတွေဟာဖြစ်နေတာပါဒါကြောင့်မလို့လီဟာနဲ့အုပ်စိုးသူငကားမျိုးနဲ့ဆိုတာလက်ရှိအချိန်မှာအတွင်းစစ်ဖြစ်နေတယ်လို့ပြောလို့ရပါတယ်ဇီယန်းကလည်းလက်ရှိအချိန်မှာဘလောက်ထိအစွမ်းထက်နေပြီလဲဆိုတာကိုလည်းကျွန်တော်ပြောပြပေးပါမယ်ဇီယန်းကငကားစမနီမွေးရပါစွမ်းအားကိုသူကအပြည့်ဝနိုးထပြီးတော့လက်ရှိအချိန်မှာဇီယန်းရဲ့စွမ်းအင်းကကျယ်လေးပွင့်တိုင်းတူတော်စင်စွမ်းအင်းမျိုးတော်ရှိနေပါပြီ ဇီယန်ကလက်ရှိအချိန်မှာရှောင်းဝမ်ထန်အောင်အများကြီးတာလုံတဲ့အဆင့်မှာရှိနေတာပါရှောင်းဝမ်နောက်မှာလက်ရှိမှာကျယ်တွင်တိုင်းသူတော်စင်အစဉ်လေးတာရှိသေးတာပါဇီယန်ကတော့ကျယ်လေးပွင့်တိုင်းသူတော်စင်မှာအလောက်ထိတော့အစဉ်ရကွာခြားမှုရှိနေရပါဒါပေမဲ့လက်ရှိပဏိပခဖြစ်နေတဲ့အချိန်မှာတော့ဇီယန်ရဲ့စွမ်းရည်ကအပြည့်အဝမနှိုးထသေးပဲသူ့ရဲ့မွေးရပါစွမ်းရည်ကသာနှိုးထလာသေးတာပါသူ့အတွက်အချိန်နှဲငယ်လိုအပ်နေတဲ့အခြေအနေမျိုးမှာပါဒါဆိုရင်တစ်ဖက်ငကားကျွန်း၃ခုရဲ့အင်အားအကြောင်းကိုပြပြပေးသွားပါမယ်တောင်ပိုင်းငကားပြင် ကျဲ၃ပွင့်အထွန်အထိပ်တိုင်းသူတော်စင်ကျဲ၄ပွင့်အဆင့်ကိုအချိန်မရွေးတနိုင်တော့မဲ့အနီထားမှာရောက်ရှိနေတဲ့သူပါဒါအပြင်ဦးမှာသူတော်စင်တပိုင်းအဆင့်အကြီးကဲတွေရာလည်းရှိနေပါသေးတယ်အနောက်ပိုင်းနဂါးပြင်ကျဲ၃ပွင့်အဆင့်မြင့်တိုင်းသူတော်စင်အနောက်ပိုင်းနဂါးပြင်ရဲ့လောက်ခံအကြီးကဲလိန်ရှမ်းကျဲ၂ပွင့်တိုင်းသူတော်စင်ပြီးလို့ရှိရင်တော့သူတော်စင်တပိုင်းအဆင့်အကြီးကဲမှန်ရန်မြောက်ပိုင်းနဂါးပြင်အဆင့်မြင့်ကျဲ၃ပွင့်တိုင်းသူတော်စင်ပထမအကြီးကဲကျူမှုအဆင့်မြင့်ကျဲ၂ပွင့်တိုင်းသူတော်စင် ရှာအောင် ူတော်စင်တပိုင်းအဆင့်နောက်ဆုံးဇီယန်တို့ရဲ့အရှိနကားကျုံဇီယန်တို့ရဲ့အရှိနကားကျုံမှာလက်ရှိဇီယန်ကကျယ်လေးပွင့်တိုင်းသူတော်စင်မှာကျယ်လေးပွင့်တိုင်းသူတော်စင်ုံတော်မှာသူကစွန့်ရင်မနှိုးထတည်တဲ့အခြေအနေမှာရှိနေရပါဒါကြောင့်မလို့ကျယ်လေးပွင့်အဆင့်လို့အမှန်တကယ်တတ်မှတ်လို့မရသေးပါဘူးသူကသွေးမျိုးဆက်သာနှိုးထတည်တာပါစွန့်ရင်ကတော့အခုမှသူကနှိုးထောင်းကိုကြိုးစားနေတော့အခြေအနေမှာရှိနေတာပါအရှိပိုင်းနကားကျုံတာလက်အောက်ခံတဲ့ကျယ်ရဲ့လက်အောက်ကပထမအကြီးကဲချင်းရှမ်းကျယ်နှစ်ပွင့်တိုင်းသူတော်စင် ဒုတိယအကြီးကဲချင်မှုကျဲနှပွင့်တိုင်းသူတော်စင်တတိယအကြီးကဲကျူလီအစင်းမြင့်သူတော်စင်တပိုင်းအဆင့်နောက်ပြီးတော့ပြောင်းလဲချင်းကိုယ်တွေအထွန်းထိပ်အကြီးကဲအဆင့်အများပြားလည်းရှိနေပါသေးတယ်အဲ့ထဲမှာဟေချင်းရလည်းအပေါဝင်ပါပဲအရှိပိုင်းနဂါးကျုံအင်အားစုတစ်ခုထဲရနေမယ်အလဲပိုင်းကုန်းမြစ်ကြီးရဲ့ဝိညာဉ်ဘိမ့်မံကိုရင်ဆိုင်တိုက်ခိုက်နိုင်တဲ့စွမ်းရည်ကရှိနေပါပြီတောင်ပိုင်းနဂါးကျုံမှာလည်းထုံနီးလကောင်းပဲဒါနောက်မှလက်ရှိနဂါးကျုံကြီးကပြိုကွဲနေတဲ့အခြေအနေမှာမို့လို့ပါ ပြိုကွဲနေတဲ့အချိန်ဒီမှာတော့မှလက်ရှိငကားကျွန်းကြီးထဲမှာသူတော်စင်အဆင့်ပညာရှင်ကအမြောက်အမြောက်မှာကြန့်ရှိနေပါသေးတယ်။ငကားပြီးရင်ရှိနေတော့မှအချိန်မှဆိုရင်ငကားကျွန်းကြီးရဲ့အင်အားရှီယောင်းကလန်နေနဲ့တော့ဒန်းတူညီမအဆင့်မှာရှိနေခဲ့တာပါ။လက်ရှိမှာရှောင်းဝန်းကမဟာမိတ်ဖွဲ့တယ်ဆိုတော့လေကြည်ရန်တို့ကမသိကြပါဘူး။ကြည်ရန်တို့ကသိရင်တော့မှရှောင်းဝန်းတို့ကိစ္စကိုသူတို့ကဝင်ပြီးတော့ကူညီပေးလို့မရပါဘူး။ဘာလို့လဲဆိုတော့သူတို့တော့မှအခုနကကျွန်တော်ပြောသလိုပဲအတွင်းစစ်ဖြစ်နေရပါ။အတွင်းစစ်ဖြစ်နေရတဲ့အချိန်မှာသူတို့ကပြင်ပအင်အားစုကိုအကူအညီပေးဖို့ဆိုတာသူတို့အတွက်ကဘလို့မှမဖြစ်နိုင်ပါဘူး။ တို့ရဲ့အတွင်းပြဿနာပြေလည်သွားတဲ့အခါမှာတော့ကြည်ရန်ကရှောင်းဝမ်းတို့နဲ့ပူးပေါင်းမှာပါအဲ့လိုပူးပေါင်းမှုအတွက်ကလည်းရှောင်းဝမ်းကိုယ်တိုင်ကငကားကျုံးမှာဖြစ်နေတဲ့စစ်ပွဲတွေကိုတွားရောက်ဖြေရှင်းပေးဖို့အတွက်ကြည်ရန်ဘက်ကနေအကူအညီတွေအများကြီးကိုပေးရမှာပါဒါအပြင်မှာကောင်းကင်ရဲတိုင်းမာမေးဖွဲ့မှာပါဝင်လာမဲ့အင်အားစုတွေကငကားကျုံးတစ်ခုလည်းမဟုတ်ပါဘူးထိတ်တန်းမော်တာရဲ့မြို့နယ်စု၃ခုထဲကမော်တာရဲ့မြို့နယ်ထဲမှာအရေးအတွက်အများဆုံးမြို့နယ်ဖြစ်ပြီးချင်းလီနယ်ပဏိပခဖြစ်ခဲ့မှုတဲ့မြို့နယ်စုကိုပြောတာပါ အဲ့မျိုးနဲ့စုခေါင်းဆောင်တွေရှောင်းဝန်းကအမှတ်မထင်တွေးဆုံခဲ့ပြီးသူတို့ရဲ့တွေးဆုံမှုနောက်မှာတော့ဒီနေရာမှာတော့ကျွန်တော်အများကြီးမပြောပြတော့ပါဘူး။ဘာလို့လဲဆိုတော့ spoiler တွေအရန်ဦးမှာများတော့မှာမဟုတ်လို့ပါ။ဒါကြောင့်မလို့ခေါင်းကိုလုံးမျိုးစပုံဝင်မျိုးနဲ့စုကလည်းမဟာမိတ်ထဲကိုနောက်ပိုင်းမှာပေါင်နေလာမယ်လို့ပဲသတ်မှတ်ထားလိုက်ပါ။ဟုတ်ပြီ။အခုအချိန်မှာငကားကျွန်းကဘာလို့မဟာမိတ်ထဲကိုမပါဝင်ရသေးတဲ့အကြောင်းနဲ့မဟာမိတ်ထဲကိုနောက်ပိုင်းမှာပေါင်နေလာမယ်ဆိုတဲ့အချက်ကိုပြောပြပြီးပြီဆိုတော့အားလုံးကသိချင်နေကြတဲ့ငကားအင်ပါကြီးကျေရန်ရဲ့အဖေကဘယ်ကိုပြောင်းနေရလဲ။ ဒါကိုကျွန်တော်ပြောပြမယ်ဆိုရင်တော့အလုံးကကြားနန်းကျောင်းတော်ရဲ့မြေအောက်ကိုတစ်ခေါက်ပြန်ပြီးတော့တွားလိုက်အောင်ရှောင်းဝန်းကနှလုံးကြွေမိတော့အိမ်သွင်းတော့ကကြားနန်းကျောင်းတော်ရဲ့ချော်ရီကဘာကိုဆင်းခဲ့တဲ့အချိန်ကိုအလုံးကမှတ်မိကြလာတော့မသိဘူးအဲ့ဒီခါမှာရှောင်းဝန်းကမျက်လုံးတစ်စုံကိုမထင်မှတ်ပဲတွေ့ခဲ့ရပါတယ်အဲ့မျက်လုံးတစ်စုံကတော့အခြားလူမဟုတ်ပဲကျင်ရဲရဲ့အဖေငကားအင်ပါကြီးပါပဲဟုတ်ပါတယ်အဲ့ဒါငကားအင်ပါကြီးပါကျဲကိုပွင့်တိုင်းသူတော်စင်ပါသူကဘာလို့ကြားနန်းကျောင်းတော်ရဲ့မြေအောက်ကိုရောက်ရှိနေလဲဆိုတော့သူကအဲ့မှာချုံတော်ခံနာရတာပါ ဒိုချီကုံမြင့်ကြီးရဲ့နောက်ဆုံးသောနှစ်ဖျားသူ့ကိုဖမ်းချုပ်ထားတာပါဒါရီရဲ့နောက်ကွက်မှာတော့လှုပ်ဝက်ချက်တွေအများကြီးရရှိနေပါသေးတယ်ထပ်ပြောပြရင် spoiler တွေအရင်များတော့မှဆိုလို့ကျွန်တော်မပြောတော့ပါဘူးကျွန်တော်ကတော့ခရိုဆာကီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး